အားလုံးပဲမင်္ဂလာပါခင်ဗျာအလင်္ကာကျော် official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ရဲ့ဒီနေ့မှာတင်ဆက်ပေးဖို့ရည်ချယ်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာမောင်ညိုမိုင်းတန်လျင်ရေးသားထားတဲ့ဖိုးစားရဲ့အဆောင်လေဆွဲနဲ့ဂျပန်စစ်ဗိုလ် Mr. Moto ဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်အလင်္ကာကျော်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်ပါလေကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာခံစားနာစဉ်အားပေးကြပါဦးခင်ဗျာ ဟာငါလူကညုံမှန်းရမင်းဝါလာပါလားကွာဟေးအမီးတန်းနေတူညုံမှန်းကိုကြည်တန်းဟဲ့ဖိတ်ကိုရွှဲနေတာပဲဟေးဟုတ်ပါတော့တန်လျင်မှာကျမတို့ရှိတော့မောင်မန်းရပိမိညာညာငါဖောင်ရိုးကြောက်လေးရင်အခုမှဝါဆိုပြီးတော့ကြည်ရတာခက်ခက်ကြီးဖြစ်သွားတဲ့ခဲ့အာဘာကြီးမိုင်းနဲ့ကြီးတော်တန်းတို့ကတော့မြှောက်နေပြန်ပါပြီဗျာဒီလိုမြှောက်ပြောမှန်မှန်းသီးလို့ကြောက်တမ်းမီပြဘက်ကနေငပုတ်ပြားတစ်ချက်ကိုယူလာတယ်ဗျရော့ရော့ဟဲ့ငါတူလေးအားနာတဲ့ကောင်းလိုက်တာဟဲ့ အမောင်မိုင်ငါပုတ်ပြားလေဟိုကက်ကူရန်လားကတဲ့ပောင်းလားဟဲ့လူလေးရဲ့အကက်ကူရန်ခြောက်ပြကြီးနဲ့အလိမ်မာလိုက်တဲ့ငါတူလေးကွယ်ကြီးတော်တို့ကလေကို့တူလေးဝါလို့ဝါတယ်လှလို့လှတယ်ခန့်လို့ခန့်တယ်လို့ပြောတာဘသူ့ကိုအားနာနေရမှာလေဟဲ့ဟုတ်ဘူးလားကိုဗျာအဒါဘောမိသားရာနေเจ้าငါတီးပြီးသားပဲဥစ္စာအေးလေဘာကြီးရဲ့နော်အော်လက်စတဲ့တော့တော်တို့တူရီကကျမကိုဝိုင်းဖန်နေကြတာပေါ့လေဟမ် ။ဘာကြီးပြန်ရမဲ့ပြီးတော့ပြောတော့ကျွန်တော်ကလည်းအလိုက်တင်ထောက်ပေးလိုက်ရော။အကြီးတော်မတန်းအထာပေါက်တော့ပြီးတော့ခါထောက်လို့သိတော့ကြဘာကြီးပြန်ကိုပြော့အော်ဗျာ။ဒီမှာအမောင်ဖိုင်းရဲ့ငါတူကဝါအဖေဖေနဲ့ချောမောခန့်တန့်တာကိုကြီးတော်ကစိတ်ရင်တိုင်ပြောနေ။ကဲကြီးတော်ရော့ရွှေပစံကြောက်ရော့ရော့ဟိုနောက်ထပ်ကျွန်တော်ခန့်တာတန့်တာမပြောနဲ့တော့နော်။နောက်ထပ်ပေးစရာမရှိတော့ဘူး။အလိမ္မာလိုက်တဲ့ငါတူလေးကွယ်အဲ့ဒါငါမျိုးဆစ်စစ်မို့လို့လိမ္မာတီးတဲ့တာဟဲ့နင့်ဘာကြီးပြိုင်းဘက်ကတူတွေတူမတွေလေး သိင်းဝင်းတို့လေးမောင်တို့ဝင်းနိုင်တို့များဆိုရင်ငါ့အိမ်ပေါ်တလောက်ကိုသတင်းထိုင်စားဒီမှာနန်းကြီးလွန်းလို့ထင်ပါရဲ့ဗျာမောင်မိုင်းကြီးအမေပါကြီးအေးလော့စပီကာနဲ့ဝင်းနေနားချမ်းသာပြီးတော့လူချမ်းပါတယ်ကွာလာလက်ဖေးတန်ကိုးကြဆုံးငါတူကြီးဒါနဲ့ကျွန်တော်ကလည်းလက်ဆွဲအကြီးကိုချထားခဲ့ပြီးတော့ဘာကြီးပြန်တဲ့တူလမ်းထိပ်ကလက်ဖေးတန်ရှိအောင်လိုက်ခဲလိုက်တယ်ငါတူကြီးဗျာပါကြီးအေးလက်ဖေးတန်ရောက်တော့နားရင်မတော်ဘူးလားကွာဟေး ကြီးတော်တန်းရဲ့ဝတီပဲလေဘာကြီးရဲ့တန်လင်းမနေတော့လေဒီလိုပဲအတန်ကျယ်ကျယ်ကိုနှဝင်းချက်ဆယ်နှဝင်းချက်မဟုတ်လားဘာကြီးရအတော်တော်ကျယ်တဲ့မဟိမပါကွာဖီအဲဒါတော့ဘာကြီးအတီတုံးပါပဲဗျာအေးဗောအာမင်းရလဲလုံးပြန်ပြီကွာမင်းကြီးတော်အတိုင်းပဲဒါနဲ့မင်းမိမကိုနေကောင်းလားဟုတ်ဘာကြီးဘယ်မိမကိုပြောတာတော့ရှင်မိမလားနောင်မိမလားဗျာ အာမင်းကလည်းမလွယ်တဲ့ကောင်ပါလားကွာမင်းမိမ့်မအောင်ပြောတာလေပြောတာကွဲသွားပြီဗျဟာငါလူရမင်းညားတာမှ၃လနေရှိသေးကွာကွဲတာမြန်လိုက်ဤလားဟာဘလို့ဖြစ်လို့တုံးကွာဟမ်ဂျေသူကန်းကျင်နဲ့မိမပါဗျာမပြောပါနဲ့တော့ဘာကြီးဟာအဲမင်းပဲသူ့မျက်စိနှလုံးကိုဆေးရုံမှာခွဲသိကူးတာပြီးခဲ့တယ်မဟုတ်လားအစပထမတော့ကတော့မလူလူနဲ့ဟိုသူဆင်းရဲဒုက္ခရောက်ပြီးတော့ဘွားပြတ်မလို့ဖြစ်တော့ဟာမင်းတမိသားသူလုံးကယ်ခဲ့တာမဟုတ်လား ဟာကြီးကျေးဇူးကန်တဲ့ပုံသားမိုက်ကနောက်ဆုံးတော့လေသူ့အသက်ကယ်ခဲ့တဲ့ဖျားလမ်းမြောင်မင်းရဲ့ဦးကောင်းကိုအိုခဲနဲ့ထုခဲ့သေးတာပဲဥစ္စာမြောင်မင်းရဲ့အသားလေးကိုအိမ်ပြန်မနှပန်းလောက်ယူသားကျင်သေးတကောဗျကိစ္စမရှိပါဘူးလေဘာကြီးရဲ့ကိုပြုတိကန်နောင်တဖန်ကိုထံပြန်ရရောက်တတ်သည်တဲ့ဆိုစကားရှိသားဥစ္စာဟိုကျွန်တော်တို့အားလုံးကကန်ဆိုတဲ့အလုပ်ရဲ့ကန်ရှင်တွေပါကန်ကောင်းကန်ဆိုဆိုတာကံပြုသူရဲ့စေနာနဲ့အလို့ပုံမှာပဲမူတည်ပြီးတော့အဆုံးဖြတ်ပေးကြပါလိမ့်မယ်ဗျာအေးအေးပေါ့လေအေးပေါ့ ဟိုတန်းနဲ့မင်းလဲဂမ်ဘီယာပြည်ဆန်ကျဝိထုတွေနဲ့နာမည်ကြည့်နေပါလားကွဟိုမင်းဝိထုတွေကိုဗီဒီယိုရိုက်တာငါတို့ကြည့်ရသေးတယ်ကွဟိုကျောင်းဟင်းရဲ့ပြည်တီဦးရဲ့အဲလူမင်းရဲ့ဂျွန်ကိုရဲ့ခက်စီသူကျောင်းရဲ့လို့လို့နာမည်ကြည့်မင်းသားတွေနဲ့ရိုက်ထားတာဟုတ်ကွငါလဲဘယ်သူတော့ရေကြောပိုင်းမှာကြွားထားတာပေါ့ကွအဲ့ဒါကြောက်တူစာရေးစရာပေါ့လို့ဟေးဟေးဟေးအေးကောင်မေးပါကြီးငါကျောင်းလေးလဲတိုင်းပြည်အသိအောင်ခက်ကြောကြောလေးရေးပါဦးဟာ ကန်ကောရင်ကလည်းဟိုမသိခင်လေးမိုးရီကိုတို့မိုးယူဆန်တို့အဝင်းမော်ရှေကြီးတို့နဲ့တွဲပြီးတော့မေဝေထူလေးအခြေခံပြီးတော့ဗီဒီယိုတခါတော့ဂန္ဝင်တွင်ကြအောင်ရဲချလို့ပါငါတူရာဘိုင်အေးဟိုဒီကိစ္စနဲ့ကြီးတော်မိသန်းနဲ့တိုင်မယ်မကောင်းဘူးလားဟာဟာဟေးကောမင်းမရရမတွေ့ရနေပစိလေးဟေးမိသန်းတော်သွားမပြောနဲ့ငါတူရီခုနရခုနလီလော့စပီကာတက်ပြီးတော့ငါ့ကိုကလော်ထုံးပါဘောဟာဘေ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 ာတော်စကားတောင်စကားဒီနေရာမှာပဲဖြောင်းနော် ဘာ ਈ ਆ မေးသားလဲလို့ရှိရင်လည်းဂန်တွင်တွင်ချင်ရဲအောင်လဲဖြစ်ချင်တယ်အကြီးတော်မိသားကြတော့လဲတေးအောင်ကြောက်နေမှာတော့မေးသားမလုံးနဲ့တော့ပြုတ်ကြီးတော်မိသားယောက်ျားပဲဘောဆက်တိုင်းဆက်လို့တော့ပြုတ်ဟိုထက်နဲ့ဘာကြီးပြန်အေးပြောင်းငါတူဟိုဘာကြီးကိုမေးစရာရှိတယ်ဗျာအမေကွာမင်းငါမေးမှမိသားမကောင်းကြောင်းအောင်လွှဲရင်ကြိုက်တာမင်းငါတူဟိုဘာကြီးကိုဖိုးစားကိုတည်တယ်မဟုတ်လားအဲကံကောင်းတာအကြီးကောင်ဖိုးစားလား ဟုတ်တယ်ဗျအဲ့ဒီကိုဖိုးစားပဲအဲ့ဒီကောငငယ်တော့အယူကွာဟိုအခုသူရှိသေးလားဗျာတေလားရှင်လားတော့မသိရတော့ဘူးကွာအင်္ဂလိပ်ဆိုတာဒုတိယကြိမ်ပြောင်းဝင်တော့သူ့ကိုသင်ငန်းဝင်းနဲ့တွေးလိုက်ရတယ်အနောက်ပိုင်းလုံးဝသူသတင်းကိုမကြားတော့ဘူးကွာဟိုကျွန်တော်အဖေမသိခင် ပြောသွားတာအဲ့ဒီကိုဖိုးစားတနက်ပြီးတယ်ဆိုဗျာကြီးအေးအဲ့ဒီလိုတော့ပြောရမလားမသိဘူးကွာအဒါပေမဲ့အဖိုးသားရဲ့အဖြစ်ကစမ်းတော်စမ်းကြတယ်ငါတို့ရဲ့။ဟိုဘိုင်းနဲ့ကိုဖိုးသားနေရအတော်ရင်းနေနေနေခဲ့ဘူးတယ်လို့ပြောတယ်ကြတယ် အဲ့ဒီကိုဘုရားကြောင့်ကျွန်တော်ပြောပြပါလားဗျာ။ဘာလဲမင်းကဝိထုရေးခြင်းလို့လားဟာ။ဒါဘောပါကြီးကအေးအဲ့ဒီဇလံကိုရုပ်ရှင်ရိုက်ခဲ့ရင်ပြောပြတဲ့ငါရောဘလို့အကျိုးခံစားရမှာတော့ကွာမောင်မောင်ရ။ဟိုဘာကြီးကိုမင်းသားတင်ရိုင်းမှာဗောဗျ။အမေမင်းသမီးကတော့ချော့မှာတော့မင်းရုပ်ရင်မသားနာလို့ကတော့လုံးဝ sorry ပဲကိုလူ။ဟာဘာကြီးကလည်းမင်းသမီးကမင်းမြန်မာဘွဲရဗျ။ဟမ်ဟိုဘသူများလို့လဲငါတို့ပါမင်းကယူရမလို့နဲ့တော့မောင်းမိုင်းကဲပြောသမ်းမအောင်ကွာငါနဲ့တွဲသူဆောင်ရမယ်မင်းမြန်မာမင်းသမီးရဲ့အမိလေး စေလုံးကြီးမိသားနေဗျာဖွေရွာရိုးများသားမျိုးကောင်းလေးဒီမဲတူးချာလန်သခေါမငါမိမမိသားမပါရင်မင်းတို့စကားပြောလို့မရဘူးလားဟမ်ဖွေအိုးဘိုင်ကလာတော့အတန်းပပဝရီဆိုဗျာเออไอ้นี่တော့ငါလည်းမျက်မှန်မပါဘဲနဲ့ကြည်ပြောမိတာပါကွာ မိုက်တယ်ဗျာဒိုင်ယန်လောကတော့အပြင်းပြင်းလဲလုံးမဲ့ပါကြီးဟေးအဲ့ဒီတော့ဂျပန်ဝင်အင်္ဂလိပ်အပြေပုံကားလို့ရရန်ကုန်တမျိုးလုံးကိုဂျပန်စစ်လေရင်တွေကဘုံကျဲလို့တိုက်တရားပြိုကြမီးလောင်လူသေးကောင်တွေမှတာမွေကြောင်မြောင်းပစုံတော်မှသွေးချင်းချင်းရဲဘိုက်ပွင့်လက်ပြတ်ခြေပြတ်နဲ့တင်နေကြတာမှမြင်လို့မကောင်းပါဘူးကွာအင်္ဂလိပ်ဆိုရလေစုပ်ပြေးပြင်းရနေအောက်ကနေအမြောက်တို့ဆက်စနတ်တို့နဲ့ပြန်ပြစ်ပေါ့အဲ့အဲ့ဒီမတိုင်ခင်တော့ကငါတို့ကတန်လျာနေရန်ကုန်ပစုံတော်ကိုပျောက်နေခြင်းကွာ ဂျပန်လည်းနေရောညပါဘုံမို့ရတာကိုလူသေးလုံးတွေကအခြေပြက်လက်ပြက်ခေါင်းပြက်အချို့ဆိုရင်ပုတ်ပွားနန်းဟောင်းနေတာပဲအများအပြားတော့ဂိုဝင်ကြီးကလားတွေအသေးများတာပဲကွာဘုံချက်ပဲဩတန်ကြရင်ဘုံကြီးတွေလည်းဝင်ဘုံကြဖျားတားကြအဖေအမေတားကြပေါ့ဒီကြားထဲမှာဘုံခိုခြင်းထဲမှာဂျပန်ကျဲချတဲ့ဘုံတဲ့တဲ့ကြလို့အခုတောင်းနေတာလည်းနေရကလားမီတားသူအကုန်သေးပါဦးလားကွာအဲအနေကင်းကကြောင်အချက်ပြေးမှာပုံနေတဲ့ဘုံကြီးတွေကနေထွက်လာကြသူ့လူကိုလူအော်ခေါ်မေးကြအဲ့ဒီမှာသားသေးလို့ငို တမိသေးလင်းသေးလို့ငိုတဲ့အတန်ဒီမှာကျွတ်ကျွတ်ညံလို့ဂျပန်ခေတ်မှာမော်တာအိမ်ပေါ်ပါကွာအချို့တန်လျင်ဘက်ကိုလှိနေကူပြေးကြတယ်မိသေးမောနဲ့စစ်ပြေးပြေးတော့ဂျပန်စစ်လေရင်ကဘုံကျဲဆက်စက်နဲ့ပြတ်ထားမိသေးမောမြုပ်ပြီးတော့စစ်ပြေးခီးတဲ့တွေအကုန်သေးပါဟောလားကွာငါလည်းမိသန်းနဲ့ညာကစားပေါ့ကွာမိသန်းကိုတန်လျင်သူ့သာဒီစေလုံးကြီးကြွရမှာနေဆိုပြီးတော့ငါတော့အင်္ဂလိပ်ပြေးဂျပန်ဝင်မှာဘုံတော်မှာနေပြီးတော့လဲသလိုစီးပွားရှာစားနေတာပေါ့မကြပါဘူးကွာ ။အင်္ဂလိပ်ဆိုအပြေးပြီးတော့ဂျပန်ဆိုရရန်ကုန်အုပ်ချုပ်ပါဟိဂျပန်ကလည်းကြမ်းသလားရမ်းသလားမမေးနဲ့ကိုလူတို့ပစုံတောင်မျိုးတွေကရေပုံပိုင်းမှာဂျပန်စစ်သားတွေကကိုတုံးလုံးရေချိုးတာမြင်းရောကွာ။တို့မြန်မာမိန်းမတွေကလားမိန်းမတွေကလမ်းဖြတ်ဆက်ကြောက်ပြီးတော့ဖုန်းကြီးကြောင်းတွေကိုဝင်ပြစ်ပုံကြတာပဲဟိဂျပန်ကလည်းစေးအုပ်ချုပ်ရင်းနဲ့အုပ်ချုပ်တာကွာ။ယနေ့6နာရီကမနေ့6နာရီလုံးဝလမ်းပေါ်ကိုအိမ်ရှိမထွက်အောင်အထွက်တာနဲ့ဂျပန်ကိလက်စစ်သားတွေကတနက်နဲ့ပြစ်တက်တာပဲ။ကာဖြူခေါ်တာပေါ့။အခုခေတ်ဆိုရင်တော့ပုံမှန်တေးလေးရမထွက်ရအမိန့်လို့ပေါ့။ တခိုးမေးလူများအချိန်မှာဓာတ်နဲ့ခုတ်တက်တာဒီမှာအရက်သမားဖိုးချောင်းတဲ့အရက်မသားရင်မနေနိုင်နဲ့ကောင်အရက်မူးလာရင်လည်းညာဘက်မူးမူးနဲ့ရှောက်သွားနေကြကောင်လေအင်္ဂလိပ်အုပ်ချုပ်တုန်းကတော့ရတာပေါ့တညခုနှစ်နာရီလောက်မှမူးပြီးတော့အပြင်ထွက်မလို့လုပ်နေတယ်မိမလို့သူကဓာတ်တယ်ဆွဲတယ်ဖိုးချောင်းမထွက်နဲ့နေကိုဂျပန်သက်လိမ့်မယ်အဖေသက်အကမ်းမဘာဂျပန်လဲထွီအင်္ဂလိပ်ဆိုကလက်ထက်မှာတော့ညာဘက်အရက်လေရှာတော့တဲ့ဖိုးချောင်းဟာဂျပန်ဟောဂရုစိုက်ကြလားဖဲသက် ရှင်ရှင်မတော်ပါနဲ့ကိုဖိုးဆောင်ညမထွက်ရအမင်းထုတ်ထားတာရှင်မသိဘူးလားအခုပြန်အိတ်အာရှာရှည်တဲ့ခန်းနာမှာသေဟာကိုင်းဘာနေနာတွေကိုရိုက်စောင့်ကန်ပြီးတော့အိမ်ထဲကနေလမ်းပေါ်ဒင်းညင်နဲ့ထွက်သွားပြီးတော့မကြောက်ဂျပန်လိုစူးစူးဝါးပြောလိုက်တဲ့အတန်နေနဲ့အတူဂျပန်သကပြန်ရဲ့အော်လိုက်တဲ့ကိုအိမ်နီးနာချင်းငါတို့ပါကြားလိုက်ရတယ်ကွာတဏမောင်းတင်တဲ့ဂျပန်လိုအော်တဲ့မြန်မာလိုမေးတဲ့အတူအမရဘူးကွာဘာဖြစ်လဲသွားတယ်ဖိုးဆောင်ကွာ အဲ့ဒီမှာအိမ်ထဲကအားလုံးကဖျားတာနေရတယ်။ဒါနဲ့အတူတနတ်တန်ချက်ကိုကြားလိုက်ရပြီးတော့ကံကြောက်ထူထောင်းတန်တွေကိုနောက်ဆုံးကြားလိုက်ရတယ်။ဘိုးဆောင်ရဲ့စကားပြောတဲ့လည်းလုံးဝမကြောက်ဘူး။ဘိုးဆောင်ဘာဖြစ်သွားလဲဘသူမှလမ်းမပေါ်ကိုထွက်မကြည့်ရဘူး။မိုးလင်းလို့ထွက်ကြည့်တော့ကတည်းကလမ်းပေါ်မှာနောက်ကျောပေါကြီးဖြစ်သေးနေတဲ့အရဲသမားဘိုးဆောင်ရဲ့သွေးတန်ရဲ့အတက်မဲ့ခန္ဓာကိုမမြင်ဝင့်စရာမြင်လဲရတယ်ကွာ။ဘိုးဆောင်ရဲ့မိမမခင်ကျွေးရဲ့အော်ဟင်းကိုတန်ကတော့မနှစောသီးမှယဉ်နစ်စရာအဖြစ်ကြားလိုက်ရလေရဲ့ကွာ။အဲအဲ့ဒီကစပြီးတော့ဖိုးစားအကြောင်းကိုပြောရမှာပဲမောင်မိုင်း။ ဖိုးစာကန်ကောင်းရင်သားကွာအပြီးတော့အကြီးကောင်အသက်16နှစ်18နှစ်အရွယ်လူပြိုလေးပါကွာသူတို့မိသားစုကပဇွန်တော်ရေကျော်တဝိုင်းမှာရေဒီလဲနဲ့ရေရောင်းစာနေကြတာကွာဖိုးစာရဲ့မိမသိန်းကျော်ကပဲပြေရောင်းနေအဖိုးစာရဲ့အောက်မှာတော့ဖိုးထွားနဲ့မက်ဖြူဆိုတဲ့အငယ်နှစ်ယောက်ရှိသေးတယ်ကွာဖိုးစာကံမကောင်းရှာပါဘူးကွာသူနဲ့မလဲမကဲမှာဂျပန်စစ်လေမြန်ကျဲချလိုက်တဲ့ဘုံတလုံးကကြောက်ခွဲပြီးတော့ဖိုးစာကလည်းလွင့်ဆင်သွားတယ်အဲ့ဒါအနားမှာရှိတဲ့လူငါယောက်ကတော့အပိုင်ပိုင်ပြည့်ပြည့်ဖြစ်သွားတယ်ကွာ ။ဖိုးသားနဲ့ဖုံယိုကြီးတပါးတော့မသိဘူး။ဖိုးသားကကြည်သားတွေစင်မှန်လို့မျက်နှာတစ်ပင်လုံးကစုပ်ပြဲသွားပြီးတော့ခြေထောက်ကလည်းအယိုးအပ်သွားတယ်။ဒါတော့မှသူကကန်ကောင်းတာတဲ့။ဘုံကြံကြရောဖုံယိုကြီးကသူ့ကိုမျောင်းထဲကိုပုံးဖို့ဆွဲခေါ်သွားတာတဲ့။အဲ့ဒီမှာပဲဘုံချိန်နဲ့နှူးသလုံးကလွင့်ထင်ထွက်သွားတာလို့သိရတယ်။အန်အောင်ဘုံကောင်းတာဖုံယိုကြီးကဘာဒဏ်ရာမှမရဘူးတဲ့။ဖုံယိုကြီးကမေ့မျောနေတဲ့ဖိုးသားကိုထမ်းပြီးတော့နေရဖုံကြီးကြောင်းကိုခေါ်သွားခဲ့တာဆိုပဲကွာ။အတူတူပြောကြပါစို့ကွာ။ဖိုးသားကိုဖုံကြီးတွေကတိုင်းသေးတွေနဲ့ကုသပေးပြီးတော့မကြောက်ဘူးသတိရလား။ အဲဒါမဲ့ဖိုးစားကန်ဆိုးရှာတယ်ကွာဘုံတန်ဘုံတန်ကြောင့်နားလဲလေးသွားခဲ့တယ်လို့လူကလည်းမူလသိမ့်မဟုတ်တော့ဘဲနဲ့ယူကြောင်ကြောင်လန်တန်နဲ့ဖြစ်သွားခဲ့တယ်ကွာအမျက်နာလည်းအနဖေးတွေကွာကြတော့ခူသင်းဆွဲတယ်လို့ဆွဲကြံရစ်ပြီးတော့ညာကြီးကလည်းသိမ့်မတန်တော့ဘူးလေမိဘတော်မနဲ့မောင်မောင်ကြီးကိုတည်းကလည်းစိတ်မကောင်းကြဘူးပေါ့လေအနောက်ပိုင်းမှာဖိုးစားအုံတော့မကောင်းတော့ဘဲနဲ့ကောင်းငယ်ကိုလက်ညှိုးထုတ်ပြီးတော့ဒေါသကြီးအော်ခဲစကားတွေပြောတာပဲတယ်ကွာမင်းတို့ကောင်းကိုတတ်ဖို့လို့တော့မင်းတို့ကအပေါ်သေးရတော့လှုပ်ပေါ့ကွာဟေး ငါရှင်မြင်ဖြင့်မင်းတို့ကောင်းကင်ကလူသိုးတွေကိုမိရှို့တတ်မယ်ကွာသိလားအေးအဲ့ဒီဖိုးသားဂျပန်လေးမြန်တန်နေကြရင်အော်ဆွဲတဲ့တန်ချောင်းခေါတဲ့ကြရင်ဒေါသတွေပောက်ကွဲပြီးတော့ဆဲမလီရောဗျာအဲတနေ့မှာတော့ဖုန်းကြီးဦးကြီးကဖိုးသားရဲ့လေပင်ပေါ်မှာပစ္စည်းတစ်ခုကိုကျိုးနဲ့ဆွဲပေးလိုက်တယ်ကွာပစ္စည်းကအင်္ဂလိပ်မူးသေးကိုနှစ်ဖက်ပြောင်းနေအောင်ပုတ်တဲ့ချောစေပြီးတော့အဲ့ဒီမျက်နှာပင်ပေါ်မှာအင်းကွက်တစ်ခုကိုထွင်းရေးထားတာကိုတွေ့ရအထိတ်မှာအပေါက်တစ်ခုဖောက်ထားပြီးတော့ကျိုးနေတစ်ချောင်းသွင်းပြီးတော့ဖိုးသားရဲ့လေပင်မှာချီပေးထားတာကွာ မိဘတွေကဖိုးစာကိုအောင်မေးကြတာပေါ့ကွာဘုန်းဆန်ကြောင့်နားလဲလေးသလိုမကြသလိုဖြစ်သွားတော့အော်ပြောရတာပေါ့ဖိုးစာဖိုးစာလူလေးဟိုနေ့လယ်ပေးကပစ္စည်းကဘယ်သူလုပ်ပေးတာတော့ဟင်လူလေးလင်းကားကမေးမှဖြေတယ်ကွာဖုန်းကြီးအိုဟဲ့နေ့ကိုဆေးကူပေးတဲ့ဖုန်းကြီးအိုလားဟင်အင်းဟိုအဆောင်ပစ္စည်းနေမှာပေါ့အေးအဟုတ်မှာပဲဘုန်းကြတော့ဖုန်းကြီးအိုကြီးကဖိုးစာကိုမျောနေကိုဆက်ခေါ်သွားတာတဲ့ ဘုန်းရှင်နဲ့နှူးသလောလွင့်ထွင်ထက်သွားပြီမဲ့ဖုံးယိုကြီးကဘာဒဏ်ရာမှမရခဲ့ဘူးလေဖိုးစားတာဒဏ်ရာရခဲ့တာဟိုလူတွေဆိုအပိုင်းပိုင်းဖြစ်သွားတယ်မဟုတ်လားလေကြည့်ရတာဖုံးယိုကြီးကဖိုးစားကိုတန်ထားလို့များအဆောင်စီရင်ပြေးသွားလာမသိဘူးနော်အေးဟုတ်မယ်ထင်တာပဲကံကောင်းပါသေးတော့ဖိုးစားကနေကင်းနေလဲကြရင်စိတ်ကမူးမမှန်တော့ဟိုသေးတန်ဝင်တော့ဟိုလက်ဖက်ရည်တန်ဝင်တော့တောင်းစားရှာတယ်အဂျပန်ခက်လက်ဖက်ရည်တန်ဆိုတာတရားနဲ့ဖြောင်းတာမဟုတ်ဘူး ထညာနဲ့နိုကဲလေးခက်ကြဲကြဲလေးနဲ့ဖြော်ရောင်းရတာ။ဒါကြတော့နိုဒီတို့ကဂျပန်စစ်တပ်နဲ့နီးစပ်မှာရှာရင်ဝယ်ပြီးတော့မြင်စားရတာကွ။ခိပြက်သတင်းတွေကတော့ဂျပန်နဲ့ပေါင်းပြီးတော့ဒါကြနိုဒီ secret အစားသုံးရတာပေါ့။အဲတကွတော့ထူးတယ်။ဂျပန်ကဘုံကျဲစစ်တပ်နဲ့ပြစ်တဲ့ကြားဖိုးစားမိုးပေါ့လက်ညှိုးထိုးပြီးတော့ဆင်းနေတုံးပဲ။အဲ့ဒါအိမ်တွေကအိမ်ပြန်မထွက်ဖို့ပြောလည်းမရဘူး။ရှောက်သွားနေရပေးကန်းစွန်ကျဲလို့ရတဲ့အထက်ကအချို့ဖုံးယိုကြီးတဲတဲ့ဘသွန်တော်ကြောင်းမဟုတ်သွားဖုံးယိုကြီးကိုလှူတယ်အဲပြီးတော့ကြော့တယ်ဖိုးစား อืมဖះလို့ထူရတယ်ကွမောင်ဖိုးသာဖះနေကောင်းရဲ့လားခလေးอืมอืมမှန်ပါဖះလို့ပြောရတယ်လीမှန်ပါဖះထမင်းစားပြီးပြီလားခလေးဟမ်เจ้าသားတွေဖះဖုံဖုံထမင်းကြံသေးလားဟဲ့ဟိုကြံပါသေးတယ်ဖះအေးဒါဆိုဖိုးစားကိုခေါ်ပြီးတော့ထမင်းကြွေးကြစေမှန်ပါဖះဖုံရင်เจ้าသားတွေကနားကောင်းကောင်းမကြား စိတ်သိမ့်မှန်မှန်နဲ့ဖုံးယိုကြီးရဲ့တပည့်ဖိုးစားကိုဟင်းမျိုးစုံရောအောင်နဲ့ထမင်းကြီးကြအဖိုးစားကလည်းအားရပါရစားခဲ့တယ်။ဒီနေ့ဖုံးယိုကြီးကဖိုးစားကိုပြောတဲ့စကားဖုံးကြီးကျောင်းသားပေစီတို့အောင်ပေါင်းတို့ကကြားတယ်။မောင်ဖိုးစားအင်းဖယားလိုထူရမယ်လေကွယ်ဖယားလိမ့်လိမ့်မမနေတော့ဟုတ်ညာဘက်ကိုအပြင်ကိုမထွက်နဲ့ဟုတ်ထွက်ရင်မင်းကိုဂျပန်နေရပြတ်တက်လိမ့်မယ်နားလေလားဖိုးစားဟုတ်ဘာဖုံးကမနေ့ပိုင်းအညာကိုပြန်ကြွားတော့မယ် ဟမ်အာမငယ်ပါနဲ့ငါတပည့်ရေဒီမှာရှိနေတဲ့ဥပဒေတွေကဖိုးစားကိုအခုလိုပဲကြွေးကြမှာပါဟိုဘာဖုံးပြောတယ်ပဲဘာလဲပြောမမမတော်နဲ့မတော်လို့မရဘူးလူကလေးရဲ့ဟိုမှာဖုံးကြီးမရှိရင်မဖြစ်ဘူးလေဒီနေ့ဘာဖုံးတဲ့လူကလေးဖိုးစားပြန်ဆောင်ကြမှာပေါ့နော်ဖိုးစားကချုံဝဲချပြီးတော့ငိုတဲ့ကွာအဲ့တော့ဖုံးယိုကြီးကမနေချော့ချတဲ့အဲနောက်နေ့မှာဖုံးယိုကြီးကအညာကိုပြန်ကြသွားတယ် ဖိုးစားလည်းအဲ့ဒီနေရာဆားပြီးတော့ဘုံကြီးကျောင်းဝင်းထဲကိုမဝင်တော့ကျောင်းရှိရရက်ပြီးတော့ကျောင်းရှိရကိုမျက်နှာမူကတော့ပြီးတော့ပြန်သွားလေရှိတယ်။အတညမှာအန်ဝဆန်းကျင်ဖြစ်တဲ့ကျောင်းအပေါ်ရောညိုမန်းကြီးဂျပန်ကညမထွက်ကကာပြူမိန်ထုတ်ပြီးတော့ညရောင်ရင်မတင်ကားတဲ့အိမ်ဒီမှာအင်္ဂလိပ်စပိုင်ကိုလိုက်ချာနေခြင်းကွာ။ဖိုးစားရဲ့မိဘနှစ်ပါးကလည်းညဘက်ကိုသူမထွက်အောင်သတိထားမှရဲနေရကွာ။အတညမှာဖိုးစားကဆောင်းစုပ်ကြီးခြုံပြီးတော့လဲမော်ကိုထွက်သွားတာဗျာ။အချိန်ကညာ9နာရီလောက်ကွာ။အဲ့ဒီမှာကင်းလက်ဂျပန်စစ်သားနှုတ်ဦးနဲ့တိုးရော ဂျပန်လိုအော်လိုက်တဲ့အတန်ကညဘက်မှာဟိမ့်သွားလို့အိမ်ချုံကနှုတ်ကုန်သွားကွာငါတို့ကလည်းပါတာပေါ့ရက်ဟေးရက်လို့ပြောတာမကြောက်ဘူးလားဂျပန်တကပြန်မြန်မာလိုအော်တယ်ကွာအဲဒါမဲ့စိတ်မနှဲနဲ့ဖိုးစားမရက်ဘူးလေဆောင်းစုံကြီးခြုံပြီးတော့ဆက်သွားနေတာအဲဒီမှာတက်သားလို့သူကဂျပန်စစ်ဘိုလ်ရဲ့အမိတ်အတိုင်းစစ်သုံးရိုင်ဖယ်နဲ့ပြစ်ထားကြီးတံမတော်ဖဲနဲ့၆၆ပဲမြည်ရောဂျပန်စစ်ဘိုလ်ကသူ့လူတွေကိုပားရိုက်နားရိုက်စောင့်ကန်ရောဒါကြောင့်ဂျပန်စစ်သားကကြီးတယ်လဲပြီးတော့ပြန်ပြစ်တယ် ဂျပန်စစ်ဘောကအင်္ဂလိပ်လိုရေယိုးလိုက်တယ်ကွာအဲဟောစရာဒီမှာပဲဒေါသဖြစ်နေတဲ့ဂျပန်စစ်ဘောကဖိုးစားနာကိုအပြေးလိုက်သွားပြီးတော့နောက်ကျောဘက်ကနေပြည်သူစနဲ့နဲ့ဆင့်ငါဆင့်ငါပြတ်တော့တာပဲကွာကြည်လုံးဝမထွက်ဘူးစစ်ဘောကရန်အောင်နေရဖိုးစားကိုနောက်ကနေစောင့်ဆဲပြီးတော့ရင်ဝါကိုပြောင်းတိပြီးတော့ခလုတ်ကိုညှစ်ချလိုက်ပြန်တယ်အဲဒီအခါမှလည်းကြောက်လိုပဲမြည်တယ်အဲဒီမှာကြည်တံမထွက်ရကောင်းလားဆိုပြီးတော့ပြည်သူမိုးပေါ်ကိုထောင်ပြည့်ရောဒိုင်းကနေအသင်ထွက်သွားတယ်ကွာအဲ့ဒါနဲ့ဖိုးစားကိုဒေါသနဲ့ပြန်ပြစ်တယ်ကြည်တံလုံးဝမထွက်ဘူး စစ်ဘောကအရန်အောင်ပြီးတော့ဖိုးစားကိုဆင်မေးဖို့အတွက်နီးရအိမ်တွေကိုဆွဲခေါ်သွားပြီးတော့ရိုက်နှက်မေးတယ်။ဒီမှာအင်ရှင်ကဂျပန်စစ်ဘောကိုပြော့ပြားရှာတယ်။ဟိုမတ်စရာဟိုဒီဒီကောင်လေးကစိတ်မနှက်နဲ့ကလေးပါ။သူညာဘက်ထွက်တယ်။ဟုတ်ပါတယ်သူနားမလဲလို့ပါ။အယူလေးပါ။ဂျပန်သကပြန်ကလည်းဂျပန်စစ်ဘောကိုနားလဲအောင်ပြော့ပြားတော့နောက်ဆုံးစိတ်မနှက်နဲ့အယူမှန်သိသွားတယ်။အဲဒီနောက်မှာဂျပန်လူသကပြန်ကိုမေးတယ်။ချစ်စိန်ဟိုက်မတ်စရာအဲသူ့ကိုတနက်နဲ့ဘာလို့ပြစ်လို့မရတာလဲ။မသိဘူးမတ်စရာ အမြန်ဆဲဆဲပါဒါနဲ့အယူဖိုးစားရဲ့ဒီကုလုံးကိုချွတ်ချတော့လဲဘာမှမတွေ့အောင်အတွေ့ရတာဆိုရင်တော့လေဘင်းပေါ်မှာဆွဲထားတဲ့တက်ထူပြားအဝိုင်းလေးပဲဂျပန်စစ်ဘုရားအဲ့ဒီတက်ထူပြားအဝိုင်းလေးကိုပြန်ပြန်လှန်လှန်ကြည့်ပြီးမေးရောချစ်စိန်ဒါပါလေအဆောင်လဲဖွယ်ပါဘာလို့ပြောတာလဲဒီလိုပစ္စည်းမျိုးအင်းစမစေဝါနဲ့စီရင်ထားတယ်ဒါမျိုးဆောင်ထားရင်အချို့ကတနက်မှမှန်ဘူးကြည်မီမကူတနက်ပြီးတယ်အိုး very good ပဲဒါတော့ငါဆောင်ထားရင်တိုက်ပွဲမှာတနက်မှမှန်ဘူးပေါ့အဲ့ဒီသဘောပေါ့မတ်စတာ โอเคဒီပစ္စည်းကိုငါယူမယ်ဒီယူလေးကိုသူ့ရင်ရောက်ပြန်ပို့ပေးလိုက်ကြနားလေလားဟုတ်မာစတာအဲ့နောက်မှာယူဖိုးစားကိုဝေးတင်ပြန်ဝေးပေးပြီးတော့ဖိုးစားရဲ့အိမ်ကိုမေးမြန်းပြီးတော့အိမ်ရောက်ပို့ပေးခဲ့တယ်ဖိုးစားရဲ့အဖေဖိုးကန်ကောင်းနဲ့မသိညွန်းတို့ခမသနက်တန်တန်းတန်းကြမှာသူသားအိယာတဲ့မရှိမှန်းသိရပြီးတော့ရင်တုံသေးတုံဖြစ်ကုန်ကြပါလိရောဒီတန်းဆိုရင်ဖိုးစားတော့ညာဘက်လမ်းပေါ်မှာဂျပန်တက်လို့တည်ပြီးဆိုပြီးတော့ငိုကြအပြင်လဲထွက်မရှာရဲ့တော့ပါသေးရဲ့ဂျပန်သက်ကပြဲလို့သူကဖိုးစားကိုအိန္ဒိယရောလာပို့ပြီးတော့ ခမရသာအယူခံကောင်းလို့မသေးတော့ဟုတ်ဟုတ်ဟုတ်ကျေးဇူးပါပဲဘိုးလေးရေဒါနဲ့သူ့လည်းဘင်းအဆောင်ကဘသူလုပ်ပေးတာတုံးဗျဟိုဟိုဖုန်းကြီးအိုကြီးတပားပါခမရဘာများဖြစ်လို့ပါလဲဘိုးလေးရေအဒီလိုဗျအဲ့ဒါဂျပန်စစ်ဘိုကသူဆောင်ထားဖို့ယူသွားတယ်ခမရသာလည်းအဲ့ဒီပစ္စည်းကြောင့်ပဲဖြစ်မယ်ဗျတဏ္ဏမျိုးနဲ့အနီးကပ်ပြက်သက်တာလုံးဝကြီးမတတ်ဘူးဟဲဟိုဟုတ်ဟုတ်ရလားဘိုးလေးရေကျုပ်ကမျက်မြင်ကိုတွေ့ပါပဲဗျဒါနဲ့အဲ့ဒီဖုန်းကြီးအိုကြီးဆိုတော့အခုရှိသေးလားဗျဟို ဟိုမရှိတော့ဘူးရှင့်ဖယ်သွားလို့မရှိလာတော့အညာဟိုပြန်သွားပါပြီပိုလေးရှင့်တွေ့ကျင်မဗျာကဲကျုပ်သွားမယ်ဂျပန်ခင်တော့အဲဒီကောင်တွေကမရိုင်းပြီးတော့အသက်ဖြတ်အငင်းပန်းအရန်ရက်ဆက်တာခေါင်းလေးကိုထိမ့်တာဗျဟိုကျေးဇူးအများကြီးတင်ပါတယ်ပိုလေးရယ်နောက်လဲကျမအသားလေးကိုအမြင်မတော်တာတွေစောင့်ရှောက်ပေးပါပိုလေးရယ်ေကောင်းပါပြီဗျာဖြစ်ပုံတွေကဂမ်ဘီယာဆန်လိုက်ပါပြီညုံမန်းရ1945ခုနှစ်မှာဆိုဝါရက်ဆက်တဲ့ဖက်စစ်ဂျပန်ကို မြန်မာတပ်မတော်နဲ့အင်္ဂလိပ်အမေရိကန်ပေါင်းပြီးတော့တိုက်ပါရောကွာအင်္ဂလိပ်လေးမြန်နေကလေဂျပန်စကန်းချအမှန်သမျှကိုဘုံကျဲတာကွာဂျပန်နေသေးလိုက်တမတောက်တောက်လဲပဲဟိအဲ့ဒီမှာငါတို့ကလေဖိုးစောက်ကိုခေါ်ပြီးတော့ဘုံကျဲထဲမှာပုံနေတော့ဘုံတလုံးကငါတို့မလန်းကမန်းကမှကြာလာတာကွာအမြေကြီးမြေသားတွေရောရေတွေရောငါတို့ဘုံကျဲထဲကိုဝင်ရောက်လာအောင်ဟာအဲ့ဒီဖိုးစောက်ရဲ့အလံကြားအော်တန်ကိုကြားလိုက်ရတာပဲအဲသူ့ဖင်တဲ့အမေကလည်းဖယ်ရောက်နေမှမသိဖိုးစောက်ကိုဘုံသားထီလို့អော်ရာထင်တာကွာဖိုးစောက်ဖိုးစောက် ဖြားဦးလေးဗျာဟင်မင်းမင်းငေါ့ကိုမှတ်မိပြီဟုတ်လားဟုတ်ဟုတ်တယ်ဗျာကျွန်တော်အကုန်မှတ်မိပြီဗျာအလိုဦးပြန်ရင်ကျွန်တော်နားလဲပြန်ကောင်းသွားပြီဗျို့ငါတို့ရောသူ့မိဘတွေရောဝမ်းသာကြပါကွာဒါနဲ့ဖက်စစ်တော်လိုင်းကြီးလဲပြီးတော့ဖိုးစားသင်္ကန်းဝက်သွားတယ်ကွာရှင်းအောင်ပြောရင်တော့သင်္ကန်းဝက်နဲ့ရန်ကုန်ကနေပျောက်သွားတာလုံးဝစုံစမ်းလို့မရတော့ဘူးအတူမသေးဘူးဆိုတာသိတယ်ကွာဒါပေမဲ့ तू ကဗမာနေမန်းမသိရတာစေကြည်ပြီလို့မကြခင်မှာဂျပန်ခေတ်တော်ကတီးခဲ့ရတဲ့သကပြန်ပိုလေး960ကိုမမျော်လင့်မဲနဲ့တွေ့ပါရောကွာ ဥကန်တို့နေကောင်းကြလားဥပြိုင်တို့ရောအကောင်းနေဘိုးလေးရဘိုးလေးရောဗျရှီတူတူဘာဖြစ်လို့တော့ဘိုးလေးရဟိုကျွန်တော်ဘိုးလေးလို့မခေါ်ပါနဲ့ဗျကိုချစ်စိန်လို့ပဲခေါ်ကြပါဟိုဒါနဲ့ဟိုမောင်ဖိုးစောက်ရောဗျအေးစေပြီးမှသင်ကန်းဝယ်သွားတာရှာလို့စုံစမ်းလို့မရသေးပါဘူးဘိုးအဲအဲမောင်ချစ်စိန်ရဲ့အဲ့ဒီမှာပဲကိုချစ်စိန်ကအန်ဟောစာပြောအောင်မယ်ဥကန်တို့ရေဘာများတော့ကိုချစ်စိန် ဖိုးစားလေပင်မှာဆွဲထားတဲ့ငွေလားတန်လားမသိရတဲ့အင်းဆောင်လေအဲ့ဒါမှတ်မိကြလားအမှတ်မိတယ်လေအဲ့ဒါကဲလို့ကျွန်တော်တို့သားအသက်မသေးတာမဟုတ်လားဗျအေးဗျအဲ့ဒီအဆောင်ကိုတကယ်တနက်ပြီးနေပြီမှန်းသိတော့ဂျပန်စစ်ဘုံမတို့ကဝမ်းသာအားယူပြီးတော့သူ့လေပင်မှာဆွဲထားတာဗျဟောသူအော့စစ်တိုက်ပွဲမှာအနေကဲလားကိုချစ်စိန်အေးအဲ့ဒါပြောမလို့ဗျဒါနဲ့လဲကူးမှာဘိုမိုတိုတို့ဂျပန်တက်နဲ့ဖက်စစ်တော်လိုင်းတက်တွေထိတ်တက်ရင်ဆန်တွေ့ကြတာအမိုတိုကတရှည်ဆွဲပြီးတော့ရှေ့ကရင်ကော့တက်တာဗျအ အဲ့ဒီမှာတော်လိုင်းရင်သမားတွေရဲ့တထက်ကြည်တန်းတွေကစစ်ဘုံမိုးတွေရဲ့လေဘင်းကိုပြုံပြီးတော့ထိမှန်တာခေါင်းမှပြတ်ထွက်သွားတယ်ဗျာသူခေါင်းပြက်ကြီးမှာဖိုးသားတယ်ဗျာအရမဖြုတ်ယူခဲ့တဲ့တတုအင်းအဆောင်လက်ဖွဲ့ကသွေးနေရဲနဲ့ကတ်လို့ဗျာဖျားကြီးသူ့ကိုကြတော့လက်ဖွဲ့ကမကယ်ဘူးလားဗျာကိုချစ်စင်ဟဲ့အစိတ်ကောင်းနှလုံးကောင်းမရှိတဲ့အာကုသူဖက်စစ်မိစ္ဆာကောင်းပဲလေအေးသောနေရာလည်းမကယ်ဘဲနဲ့ဥပိ္ပကပြူရှောင်းသွားကြတယ်ထင်ပါရဲ့ဗျာကျွန်တော်အချိန်နဲ့အခုတင်ဆက်ပေးသွားတဲ့ဇလန်ကောင်းလေးကတော့ဆရာကြီးမောင်ညုံမိုင်းတန်လျင်ရေးသားထားတဲ့ ဖိုးစားရဲ့အဆောင်လယ်ဆွဲနဲ့ဂျပန်စစ်ဘုံမစ္စတာမိုတိုဆိုတဲ့ဇလန်ကောင်းလေးတပုတ်ပဲဖြစ်ပါခင်ဗျာ။နောက်မြောက်ပါလေဒီတဲ့စိတ်ဝင်စားတဲ့ကောင်းတဲ့ဇလန်ကောင်းများကိုတင်ဆက်ပေးသောင်းပါမို့ဆောင်းမြောအပင်းနှဆင်ကြပါအောင်ခင်ဗျာ။နှဆင်အပေးကြတဲ့ပရိသတ်တယောက်ချင်းဒီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။ပရိသတ်များအလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းမှခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထက်တူကြားနိုင်ကြပါစေခင်ဗျာ။